အားလုံးပဲမင်္ဂလာပါ Plan Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘာသာပေါင်းစုံလက်ထက်ထင်းများချင်းကိုခမပြုတဲ့နိုင်ငံ10နိုင်ငံအကြောင်းကိုပြောပြပေးသွားပါမယ်ဒီအကြောင်းအရဥပဒေနဲ့ပုဂ္ဂိုလ်ရေလောက်ခွင့်နှစ်ခုစလုံးကိုထိတွေ့နေတာကြောင့် EU ဆိုင်မှုပြည်ချတိချမှုနဲ့လေးစားမှုလိုအပ်ပါတယ်ဒီရင်းမြစ်များကိုဖော်ပြချက်ဒီကူရှင်မှာချပေးထားတာကြောင့်ကိုယ်တိုင်တွားရောက်လေ့လာဆောင်ရမ်းနိုင်ကြောင်းကိုလည်းဒီပေးပြောကြားလိုပါတယ်၎င်းတို့ဟာအမေရိကန်ပြည်ထောင်စုနိုင်ငံသားရေးဝန်ကြီးဌာနပေါ်တူလီဒနာဌာနဖရီဒမ်ဟောင်းနဲ့ Human Rights Watch တို့ရဲ့အတီဗျူတာတဲ့အစီရင်ခံစာတွေပါဝင်ပါတယ်။ဒီဗီဒီယိုရဲ့ရွယ်ချက်ကဘာသာတရားတွေဒါမှမဟုတ်နိုင်ငံတကာကိုကဲပြတ်ဖို့မဟုတ်ပါဘူး။ဥရေရာစနစ်တွေနဲ့လူမှုရေးစံနှုန်းတွေပေါင်းစပ်ပြီးဒီကနေရာချို့မှာဘာသာမတူတဲ့ချစ်ရည်ကိုဘယ်လိုမဖြစ်နိုင်လောက်အောင်ဖြစ်စေလဲဆိုတာကိုရှင်းပြပေးသွားပါမယ်။ရှင်းနာထောင်ရမယ့်နိုင်ငံတကာကိုချင်းစီကမတူညီတဲ့ရန်ညားတစ်ခုကိုအသုံးပြုပါတယ်။အချို့ကဘာသာရေးဥပဒေအောက်မှာဘာသာပေါင်းစုံလက်ထက်ထိမ်းမြှားခြင်းကိုတိုက်ရိုက်ပိတ်ပင်ထားပါတယ်။ ကြားသူများကတော့အုတ်ချုပ်ရေးဒါမှမဟုတ်လူမှုရေးဖိအားတွေကတချင်တော်လိုက်တာစီထားပါလေ။နံပါတ်10ကနေနံပါတ်1ထိရည်တွက်သွားပါမယ်။ဧကြရရတစ်ခုချင်းစီကဥပဒေပုံပိုင်လက္ခဏာနဲ့ယုံကြည်ချက်တို့ဟာလူတွေရဲ့ပုဂ္ဂလိကဘဝတွေကိုဘယ်လိုပုံဖော်နေလဲဆိုတာကိုပြသနေပါလေ။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။နံပါတ်10မလေးရှား မလေးရှားအစ္စလမ်ဘာသာကိုပြည်ထောင်စုရဲ့ဘာသာအဖြစ်အဓိမ္မာယ်ပြုပြီးဥပဒေစနစ်နှမျိုးကိုအသုံးပြုပါတယ်။ရပ်ဘတ်တရားရုံးတွေကအထွေထွေကိစ္စတွေကိုကင်တွယ်ပြီးမွတ်စလင်တွေအတွက်ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကတော့ရှရီယာကိုလိုက်နာပါတယ်။ဒီစနစ်အောက်မှာမွတ်စလင်နဲ့မွတ်စလင်မဟုတ်သူတို့ရဲ့လက်ထက်ထိမ်းမြခြင်းဟာမွတ်စလင်မဟုတ်သူကအရင်ဆုံးဘာသာမပြောင်းမချင်းပြည်ဝင်မှုမရှိပါဘူး။ဘာသာပြောင်းခြင်းမဖြစ်ဘူးဆိုရင်ဇုံတွေဟာသူတို့ရဲ့ဘောင်စီမှုကိုမပုံတင်လို့မရပဲပြည်ဝင်အဓိမ္မာယ်ပြုခြင်းလည်းရမှာမဟုတ်ပါဘူး။ လေးရှားလူမျိုးများပြအတွက်ဒီကိစ္စကသဘောတရားရမဟုတ်ပဲလက်တွေ့ကျကျကိစ္စဖြစ်ပါတယ်။ဖွံ့ဖြိုးကြရရှိဖို့အတွက်အုံတွဲတွေဟာဘာသာရေးဌာနတွေနဲ့အရက်ဘက်ယုံတွေနှစ်ခုစလုံးကိုသွာလာရပါတယ်။ဘာသာပြောင်းဖို့အတင်းကျပ်ခိုင်းစေခံရတာဒါမှမဟုတ်စိတ်ရင်းမပါပဲပြောင်းလဲတာတွေဖြစ်ပေါ်လာတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာနဲ့ဥပဒေရေးရအကျိုးဆက်တွေရှိတယ်လို့အမျိုးသမီးအဖွဲ့တွေကစီရင်ခံပါတယ်။ပုံမတင်ထားတဲ့ပေါင်စီမှုကနေဝေဖွားလာတဲ့ကလေးတွေဟာမွေစက္ကန့်ခွင့် ညညာရေးနဲ့တပ်သိခင်ဆာရွက်ဆာတန်းကိစ္စတွေမှာပြဿနာတွေရင်ဆိုင်ရပါတယ်။အစိုးရကဒီစီမင်းတွေဟာလူမှုရေးတာအကတာဖြစ်မှုကိုထိန်းသိမ်းထားတယ်လို့အခိုင်အမာပြောပါတယ်။ဝေဖန်သူတွေကတော့ရွေးချယ်ဝင်မရှိပဲတာအကတာဖြစ်မှုဟာပျက်စီးလွယ်တယ်လို့ညှင်းခုံကြပါတယ်။နံပါတ်၈ဆူဒန်ဆူဒန်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာစင်တန်းဥပဒေဟာအစ္စလာမ်ဥပဒေပညာရပ်ပေါ်အခြေခံတာပါတယ်။၎င်းကမွတ်စလင်မျိုးသမီးနဲ့မွတ်စလင်မဟုတ်သူမျိုးသားကြားလက်ထက်ချင်းကိုပြပြတသားပိတ်ပင်ထားပါတယ်။ ဒီလိုပေါင်းစည်းမှုတွေကိုပြက်ပြက်တယ်လို့ဥပဒေကတတ်မှတ်ပြီးသူတို့ကနေမွေးဖွားလာတဲ့ကလေးတွေကိုရာယုံရှိမှတရားမဝင်သူများအဖြစ်တတ်မှတ်ပါတယ်။ကြာသေးခင်ကသူရင်ပြောင်းလဲမှုတွေကဘာသာရေးဥပဒေအချို့ကိုပြောင်းပြောင်းစေခဲ့ပေမဲ့ဘာသာပေါင်းစုံလက်ထက်ထင်များခြင်းကိုကန့်သက်ထားစေပါပဲ။မျိုးသားတွေအနေနဲ့ခရီးရန်ဒါမှမဟုတ်လူနောက်ခံရှိမျိုးသမီးတွေကိုလက်ထက်နိုင်ပေမဲ့တဲ့ညဘက်ကိုလက်မခံပါဘူး။ဒီသားစုဥပဒေအားလုံးဟာဘာသာရေးတရားရုံးများအောက်မှာရှိတဲ့အတွက်အရက်ဘက်ရွေးချယ်စရာများမရှိပါဘူး။လူမျိုးရေးဖီးယားကဥပဒေဒါရှိကိုပုံမွာအကောင်စေပါတယ်။ ဘာသာပေါင်းစုံပေါင်းစည်းမှုကိုမပုံတင်ဖို့ကြိုးစားရင်မိသားစုတွေဟာလူမှုတိုင်ဝန်ကနေဖျက်ချင်းခံရတာနဲ့ချင်းကြောက်မှုတွေရင်ဆိုင်ရနိုင်ပါတယ်။ဒီလက်ဒေတာတွေမှာပြပေးမှုကပြင်းထန်နိုင်ပါတယ်။ဘာသာကျုံးကိုချိုးပေါက်တယ်လို့ဆွဆွဲခံရတဲ့ကြောင့်တွေတွေကိုဖန်ဆီးတယ်လို့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။အီးမဲအီးမဲဖွဲ့စည်းပုံခြေကံဥပဒေကအစ္စလာမ်ကနိုင်ငံတော်ဘာသာအဖြစ်ကြီးညာပြီးဂျာရီယာကိုဥပဒေအလုံးရင်ရင်းမြစ်ပြတ်သတ်မှတ်ပါတယ်။အဝေးဆိုင်ရာအစဉ်တဲ့ဥပဒေကမွတ်စလင်မျိုးသမီးတွေကိုမွတ်စလင်မဟုတ်သူမျိုးသားတွေနဲ့လက်ထပ်ချင်းကနေတားမြစ်ထားပါတယ်။ ဒီစီလေမျိုးသားနဲ့ခရီးရန်ဒါမှမဟုတ်လူမျိုးသမီးကြားလက်ထက်ချင်းကိုနီးပညာရောက်ခွင့်ပြုထားပေမဲ့ကြားပါပါတယ်ဒေတာအနာပိုင်းတွေကအဲ့ဒီလိုပေါင်းစည်းမှုကိုအာမပေးပဲသမီးချက်မရခင်မှာဘာသာပြောင်းဖို့မကြခဏလိုအပ်ပါတယ်ဘာသာပြောင်းလဲကြောင်းအထောက်အထားမရှိပဲစာရွက်စာတမ်းညင်းပယ်ခံရပါတယ်အပေါ်နေရုံတွေမှာလုံလဲတွေဟာညင်းပယ်ခြင်းနဲ့ကိုကျင်တရားဆိုင်ရာအမင်းကိုချိုးဖောက်မှုဖြစ်နိုင်တဲ့ဆွေဆွဲချက်တွေကိုရင်ဆိုင်ရပါတယ်မျိုးသမီးတွေကပုံပြီးလေးလံတဲ့ဝန်ထုပ်ဝန်ဘိုးကိုတန်းဆောင်ရပြီး ဥပဒေကသူတို့ရဲ့ယုံကြည်ခြင်းကိုမိသားစုကိုယ်ပိုင်လက္ခဏာရဲ့ဘိုးအချက်ဖြစ်မှတ်ယူပါတယ်။အတိမမပြူတဲ့လက်ထပ်မှုကနေဝေဖလာတဲ့ကလေးတွေဟာဥပဒေစင်တန်းဆုံးရှုံးနိုင်ပါတယ်။လူနယ်စုဒလီထုံတန်းတွေကဒီစံနှုန်းတွေကိုပို့ပြီးခိုင်မာစေပါတယ်။ဘာသာပေါင်းစုံပေါင်းစည်းမှုတွေကိုလုံးဝတားဆီးဖို့အတွက်လူမှုတိုင်ဝမ်ကောင်းဆောင်တွေကဝင်ရောက်ဆက်ဖက်လေ့ရှိပါတယ်။နံပါတ်6ဘရူနိုင်ဘရူနိုင်ဟာရှာရီယာဥပဒေကိုမွတ်စလင်တွေအတွက်အသုံးချပြီးရဘဥပဒေကိုအခြားသူတွေအတွက်အသုံးပြုတဲ့စနစ်မျိုးကိုအကောင့်တဲ့ပေါ်ပါတယ်။ ဒါပေမဲ့လည်းနိုင်ငံတော်ကမွတ်စလင်တွေအတွက်ဘာသာပေါင်းစုံလက်ထပ်ထင်းများခြင်းကိုပြင်းပြထန်အားမပေးပါဘူး။ရှာရီယာဥပဒေပြဋ္ဌာန်းအောင်မှာဘာသာမပြောင်းဘဲမွတ်စလင်မဟုတ်သူကိုလက်ထပ်တဲ့မွတ်စလင်တဦးကိုအသီးမှတ်ပြုခြင်းမရှိပါဘူး။လက်ထပ်ထင်းများခြင်းကိုမပေါ်တင်လို့မရပဲလူတော်ကနေထိုင်ခြင်းဟာဘာသာရေးဆိုင်ရာကိုကျင်တရားပြဋ္ဌာန်းချက်အောက်မှာပြဋ္ဌာန်းများကိုဆွဲဆောင်နိုင်ပါလေ။ရေဝင်မှုအတွက်မွတ်စလင်မဟုတ်သူအဖော်ကဘာသာပြောင်းရန်လိုအပ်ပါလေ။ဘာသာပြောင်းပြီးနောက်မှာတော့နိုင်ငံတော်အာဏာပိုင်တွေကပြည်စုံမေးမြန်းမှုတွေနဲ့ဆော်ရဆော်တန်းတွေကနေစဉ်စည်ရင်းမှန်မှန်ကိုစစ်ဆေးနိုင်ပါလေ။ ဘရူနိုင်ကအစ္စလမ်ဘာသာကိုအမျိုးသားရေးကိုပိုင်လက္ခဏာရဲ့မနိုင်ဖြစ်မြင့်တင်ပါတယ်။ဝိပန်သူတွေကဒီမူဝါဒဟာဘာသာရေးလွတ်လပ်ခွင့်နဲ့လက်ထပ်ထိုင်းများခွင့်လွတ်လပ်ခွင့်ကိုအတူတူကန့်သက်ထားတယ်လို့မှတ်ချက်ပြုပါတယ်။တုံတဲတွေဟာမကြာခဏလူမှုရေးရာထိကျန့်ခြင်းကိုရင်ဆိုင်ရတာဒါမှမဟုတ်ဒီဘက်မှာလက်ထပ်ပြီးမိသားစုကွန်ရက်တွေနဲ့ခွဲနေရလိမ့်ရှိပါတယ်။ယုံကြည်ခြင်းကိုထိန်းသိမ်းဖို့ဥပဒေရေးရွေးချက်ကပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်အတွက်အတားအဆီးတစ်ခုဖြစ်လာပါတယ်။နံပါတ်5ကာတာ အာဒါရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာစင်တဲ့ဥပဒေဟာတာရီယာနီယာမရီကိုထင်ရှားစေပါတယ်။မွတ်စလင်မျိုးသမီးများမွတ်စလင်မဟုတ်သူမျိုးသားတွေကိုလက်ထက်ချင်းမှတားမြစ်တာပါတယ်။ဒီလိုလက်ထက်ချင်းဟာဒီဘက်မှာပြုလုပ်ခဲ့ရင်တော့ပြက်ပြက်တယ်လို့သတ်မှတ်ပြီးဥပဒေအကျိုးတက်ရောက်မှုမရှိပါဘူး။မွတ်စလင်မျိုးသားတွေကခရီးရန်ဒါမှမဟုတ်လူမျိုးသမီးတွေကိုလက်ထက်နိုင်ပေမဲ့ဒီလိုပေါင်းစည်းမှုတွေအတွက်ခွင့်ပြုချက်လိုအပ်ပါတယ်။လက်တွေမှာအာဏာပိုင်တွေကမျိုးနွယ်သူစင်စားမှုတွေရဲ့လွှမ်းမိုးမှုတွေနဲ့တော်ပြနိုင်ငံကိုအသုံးပြုပါတယ်။မျိုးသမီးတွေအတွက်တော့ဒီစီမင်းကလုံးဝပြတ်သားပါတယ်။ အဖော်ကဘာသာပြောင်းရမပြတ်မနေလိုအပ်ပြီးဘာသာရဲ့တရားယုံတွေကဒါသူညင်ပွားမှုတွေကိုဘာသာရေးအနှက်ပွင့်စုကြောင်းမှာဂင်တွေ့ရပါတယ်။ရပ်ဘက်ရွေးချယ်စရာများမရှိတာကြောင့်ဘာသာရေးဥပဒေဟာအတိမတ်ပြုခြင်းအတွက်တခုတည်းသောလမ်းကြောင်းဖြစ်လာပါတယ်။နိုင်ငံခြားလုပ်သားတွေတောင်ရှုပ်ထွေးမှုနဲ့ရင်ဆိုင်ရပါတယ်။ဘာသာပေါင်းစုံဂျုံရဲတွေကိုစာရွက်စာတမ်းဒါမှမဟုတ်နေထိုင်ခွင့်နဲ့ညင်ပယ်ခံရတဲ့ကိစ္စများစွာကိုတန်ယုံမှတ်တမ်းတွေကပြသပါတယ်။နံပါတ်၄အာဖဂန်နစ္စတန် အာဖဂန်နစ္စတန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကဘယ်ဥပဒေကမှအစ္စလမ်ဘာသာရဲ့ယုံကြည်ချက်ကိုစန့်ကျင်ခြင်းမရှိရဘူးလို့ပြထန်တာပါလေ။ဒါလည်းအနေနဲ့ဘာသာပေါင်းစုံလက်ထပ်ထင်းများခြင်းကိုအတိမတ်မပြုပါဘူး။မု슬င်မျိုးသမီးများဟာဘာသာပြင်ပသို့လက်ထပ်ခြင်းမပြုနိုင်ပဲမု슬င်မျိုးသားတွေကသာကျမ်းစာပါလူတွေကိုလက်ထပ်နိုင်ပါလေ။လက်ထပ်မှုတွေကိုတရားဝင်ဖြစ်စေဖို့ဘာသာပြောင်းခြင်းဟာရှားပါးပြီးအနေနဲ့ရှိပါလေ။အားကြောင့်လဲဆိုတော့အယူဖောက်ပြန်မှုအကျိုးတရားမှုတွေကြောင့်ဖြစ်ပါလေ။ဘာသာရေးအနာပိုင်တွေကဒီလိုကိစ္စတွေကိုအစ္စလမ်စံနှုန်းတွေချိုးဖောက်မှုဖြစ်သဘောထားပါလေ။ ရပ်ဘက်စီရင်ချက်တွေမှာဘာသာရေးစီရင်ချက်တွေကိုပဲဖျက်ဖို့အာဏာမရှိပါဘူး။တခင်ဆိုရပြိုလဲပြီးနောက်ကန့်သက်ချက်တွေပို့ဆိုလာပါတယ်။လက်ရှိဆိုရလောက်အောင်မှာဒီကန့်ပြန်လဲတင်းကျပ်မှုနဲ့လူမှုရေးဆိုင်ရာစောင့်ကြည့်မှုတွေရှိနေတယ်လို့အစီရင်ခံစာတွေကတည်ပြပါတယ်။ဘာသာပေါင်းစုံပေါင်းစည်းဖို့ကြိုးစားတဲ့ဆောင်တွေတွေဟာဖန်ဆီးခံရနိုင်ပြီးလူမှုအတိုင်းဝိုင်းရဲ့တုံ့ပြန်မှုတွေကိုရင်ဆိုင်ရနိုင်ပါတယ်။ကြောက်ရွံ့မှုကြောင့်ဆက်ဆံရေးအများစုကိုဖုံးကွက်ထားရတာဒါမှမဟုတ်ချက်သိမ်းပြရတာတွေရှိပါတယ်။နံပါတ်3အီရန်အီရန်ရဲ့အရက်ပတ်ဥပဒေဟာ ကြာရီယာမှာဆင်သက်လာတဲ့စီမင်းများကိုလက်ထပ်ထိန်းများခြင်းနဲ့မိသားစုဥပဒေမှာအတင်းကျပ်ကျင့်သုံးပါတယ်။မွ슬င်မျိုးသမီးများဟာမျိုးသားကအရင်ဆုံးဘာသာမပြောင်းမချင်းမွ슬င်မဟုတ်သူမျိုးသားတွေကိုလက်ထပ်ခြင်းမပြုနိုင်ပါဘူး။မွ슬င်မျိုးသားတွေကခရိယန်ဒါမှမဟုတ်လူမျိုးသမီးတွေကိုလက်ထပ်နိုင်ပေမဲ့ဘာသာပြောင်းလဲကြောင်းစာရွက်စာတမ်းနဲ့တရားရုံးခွင့်ပြုချက်လိုအပ်ပါတယ်။ဘာသာမပြောင်းမဲ့ဆက်ဆံရေးစတင်ခဲ့ရင်လက်ထပ်ထိန်းများခြင်းကပြတ်ပြဲပါတယ်။ဥပဒေကဒီလိုပေါင်းစည်းမှုတွေကိုအများပြည်သူဆိုင်ရာစီမင်းကိုချိုးဖောက်မှုဖြစ်တဲ့ဘောထားပါလေအတိမတ်မပြူတဲ့လက်ထပ်မှုကနေ ဝေဖွားလာတဲ့ကလေးတွေဟာဘာသာမပြောင်းမချင်းတရားဝင်မွေးစင်းမရနိုင်ပါဘူးပြည်ရန်ဒါမှမဟုတ်ဆိုလိုအက်စထရီဒီယန်လိုအတိမပြုလာတဲ့အတိုင်းဝိုင်းတွေမှာဘာသာရေးလူနည်းစုတွေဟာအပူဖီအားတွေရင်ဆိုင်ရပါတယ်ဘာသာပေါင်းစုံပေါင်းစည်းမှုတွေကိုအားမပေးပါဘူးပြည်ရန်လူမျိုးအများပြားဒီကန်တက်ချက်တွေကနေလွတ်မြောက်ဖို့ဒီဘက်မှာလက်ထက်ကြပါတယ်ဒါပေမဲ့ပြည်တွင်းတိမတ်ပြုမှုမရှိဘဲသူတို့ရဲ့မိသားစုခွင့်ရေးတွေဟာနိုင်ငံတွင်းမှာမတိကျမရေရာဖြစ်နေပါလေ။ဒါပေမဲ့ဆော်ရီယာကြီးပြဆော်ရီယာကြီးပြရဲ့မိသားစုဥပဒေဟာ အပလီအစ္စလမ်ဥပဒေပညာရပ်ကနေတိုက်ရိုက်စင်တာလာပါတယ်။မွဆလင်မဟုတ်သူဘော်ကမင်္ဂလာမဆောင်ပြီးအစ္စလမ်ဘာသာစုံမပြောင်းလဲမချင်းဘာသာပေါင်းစုံလက်ထက်ဒင်းပြချင်းကိုပိတ်ပင်ထားပါတယ်။ဘာသာမပြောင်းပဲဒီဘက်မှာပြုလုပ်တဲ့လက်ထက်မှုတွေကိုအတိမတ်မပြုပါဘူး။နိုင်ငံတော်ကအစ္စလမ်လက်ထက်မှုတွေကိုသာမပုံတင်ပြီးပါတီနှစ်ခုစလုံးအတွက်ယုံကြည်ခြင်းထောက်ထားလိုအပ်ပါတယ်။ဒီဘောက်မှုတွေကိုကိုကျင်တရားဆိုင်ရာပြစ်မှုဖြစ်သဘောထားပြီးပြက်ပြက်စီခြင်းဒါမှမဟုတ်အပြစ်ပေးခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။နိုင်ငံတွေမှာနေထိုင်တဲ့နိုင်ငံသားတွေတောင်မှ နိုင်ငံသားတွေကိုလက်ထပ်ကျင်လိုက်နိုင်ရပါတယ်။ဘာသာရေးရေးတွေကဒီစံနှုန်းတွေကိုတင်းတင်းကြပ်ကြပ်အရင်ကအဆောင်တည်းပေါ်ခဲ့ပါတယ်။ခင်မြောင်လုံဆောင်မှုချုပ်ရှိနေပြီမဲ့ဥပဒေပေါင်းကအပြောင်းလဲမရှိဘဲရှိနေသေးပါပဲ။တော်ရီယာရပြတရားရုံးတွေကလက်ထပ်ကျင်ကိုဘာသာရေးစာချုပ်ဖြစ်အသေးပဲဖွင့်ပါတယ်။ယုံကြည်ချက်တူညီမှုမရှိရင်ဥပဒေမှာတရားဝင်စာချုပ်မရှိပါဘူး။နံပါတ်၁မြောက်ပိုင်းဆူဒန်မြောက်ပိုင်းဆူဒန်မှာဥပဒေစနစ်ကတင်းကြပ်တဲ့ရှာရီယာအော်ဒါလွန်မှုကိုဆက်လက်လိုက်နာပါတယ်။ဥစလင်မျိုးသမီးတွေနဲ့ မွတ်စလင်မဟုတ်သူမျိုးသားတွေပါဝင်နေဘာသာပေါင်းစုံလက်ထက်ထင်းများကျုံကိုတိမတ်မပြေဘူးအရက်ဘက်လုံလုံလုံကြီးတွေကဘာသာပြောင်းလဲကြောင်းထောက်ထားလိုတာပါလေမရှိရင်လက်မှတ်တွေညင်ပယ်ခံရပြီးကောင်းစီမှုကအချိန်တန်မရှိပါဘူးတောင်စုဒန်ကဖွဲ့ထုတ်ပြီးအရက်ဘက်ဥပဒေကိုလက်ခံကျင့်သုံးခဲ့ပြီးမယ်မြောက်ပိုင်းကသူ့ရဲ့ဘာသာရေးပုံစံကိုဆက်လက်ထိန်းသိမ်းထားပါလေဒီကနေ့ချာရီယာဘာသာရေးနဲ့ပေါင်းဆက်ထားတဲ့ကိုပိုင်လက္ခဏာနိုင်ငံရေးရဲ့အစိတ်အပိုင်းဖြစ်ဆက်လက်တည်ရှိနေပါလေဒီစီမင်းဟာဆိုမာလီယာနဲ့ အော်ရီတေးနီးယားတို့ရဲ့အစိပ်ပိုင်းတွေမှာအလားတူပုံစံတွေကိုထင်ရစေပါတယ်။ပီတာစုရဲ့ပုံသိက္ခာဟာဘာသာရေးတူညီမှုပေါ်မူတည်တယ်ဆိုတဲ့အမြင်ကိုအားလုံးကမျှဝေထားပါတယ်။ဒီရုံးချုံအနေနဲ့ပြောရမယ်ဆိုရင်ဒီနိုင်ငံဆယ်နိုင်ငံမှာရှင်းလင်းတဲ့ပုံစံတစ်ခုပေါ်ပေါက်လာပါတယ်။အမျိုးသမီးများတင်းကြဆုံးကန့်သက်ချက်များနဲ့ရင်ဆိုင်ရပြီးအမျိုးသားများကတော့ရိုးရအတိတ်ပဲဖွင့်ဆိုချက်များပေါ်အခြေခံပြီးတစ်ခါတရံအခြေအနေရဖွင့်ပြချက်ရနိုင်ပါတယ်။ဘာသာပေါင်းစုံလက်ထပ်ထိများခြင်းဆိုတာဥပဒေရေးရမေးခွန်းတစ်ခုတက်ပေါ်ပါတယ်။ ၎င်းဟာနိုင်ငံတွေကဘာသာတရားကိုပိုင်လက္ခဏာနဲ့ထိချုပ်မှုကိုဘယ်လိုချိန်ခွင်ကြာညှိနေတယ်ဆိုတာကိုဖော်ပြနေပါတယ်။ဥပဒေကယုံကြည်ချက်နဲ့ပေါင်းစည်းတဲ့အခါပုဂ္ဂလိကခြေရေးလောရကအများပြည်သူဆိုင်ရာမူဝါဒဖြစ်လာပါတယ်။အာသာပြောင်းခြင်းကမဖြစ်မနေလိုအပ်တဲ့အခါရွေးချယ်ခွင့်ဟာတာဝန်ဝတရားအောက်မှပျောက်ကွယ်သွားပါတယ်။နောက်ဆက်တွဲအနေနဲ့ဘာသာပေါင်းစုံလက်ထက်ထိမ်းမြခြင်းကိုပိတ်ပင်တဲ့အခါလူ့ဖွဲ့စည်းတွေဟာနားလည်မှုတရားတွေဆုံးရှုံးကြရပါတယ်။ကလေးတွေဟာဥပဒေဆိုင်ရာမတိကျမြေရာမှုမရှိဘဲကြီးပင်းလာကြရပါတယ်။ ဒီမိုတိုင်ဝိုင်းတွေဟာပုံမထီးကျန်လာပြီးပုံတွေတွေးခေါ်တွေဟာချိန်ကြာလာတဲ့အမြပိုပြီးမှကြောလာပါတယ်။ဆိုရတွေကဒီဥပဒေကိုသားသာတာဖြစ်မှုဒါပါမဟုတ်ယုံကြည်ခြင်းကိုကာကွယ်ခြင်းဖြစ်မှကြာခဏအကြောင်းပြကြပါတယ်။ဒါပေမဲ့ပြည်ပမှုရဲ့အကောင့်တွေဖော်မှုဟာသားသာတာဖြစ်မှုနဲ့ငင်းငယ်ရင်မဟုတ်ပဲတိတ်ဆိတ်ခြင်းကိုထုတ်ပေးပါတယ်။အကျိုးနိုင်ငံတွေကတော့နေကွေးတဲ့ပြည်ပြင်းပြောင်းလဲမှုတွေစတင်နေပါတယ်။အူမာအဖြစ်တူနီရှားနိုင်ငံ2018ခုနှစ်မှာဥစလင်မျိုးသမီးများကဥစလင်မဟုတ်သူများကိုလက်ထပ်ကျင်းဆိုင်ရာပိတ်ပင်မှုကိုရုပ်သိမ်းခဲ့ပါတယ်။ ီလိုပြောင်းလဲမှုတွေကဘာသာရေးစင်လာတွေအတွင်မှာပြည်ရင်ပြောင်းလဲမှုဖြစ်နိုင်တယ်ဆိုတာကိုပြသပါတယ်။ပညာရှင်တွေနဲ့လူမှုတိုင်ဝမ်နဲ့ဂျာကဆွေးနွေးမှုကလူကြီးချက်နဲ့လွတ်လပ်ခွင့်ကြားဟန်ချက်ညှိမှုကိုပြန်လည်ထူထောင်ပေးနိုင်ပါတယ်။လေလာသူတွေကအရပတ်မပုံတင်ခြင်းကဘာသာတရားကိုမပြတ်စည်းပါဘူးလို့အလေးပေးပြောကြားပါတယ်။အဲ့ဒါအချင်းနဲ့ဥပဒေတို့အတူရှင်တွဲတည်ရှိနိုင်တဲ့ဈာနေနေရာတစ်ခုကိုပေးယုံတာဖြစ်ပါတယ်။ဘာသာရေးလွတ်လပ်ခွင့်ဆိုတာဘယ်သူကိုလက်ထပ်ရမယ်ဆိုတာကိုရွေးချယ်ခွင့်ပါပဲ။ဒီလွတ်လပ်ခွင့်မရှိရင်ဥပဒေအောက်မှာ ရန်တို့ညီများမှုကလည်းမပြည့်စုံပဲရှိနေသေးပါပဲ။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။